ကျန်းတော်တပိတ်စစ်ကြောင်းအကျန်းဖက်ဖြိုခွဲခံရတာကိုကန့်ကွက်ကြောင်းရန်ကုန်မြို့လှည့်တန်းလမ်းဆောင်မှာဆန္ဒပြခဲ့တဲ့တန်လျင်နည်းပညာတက္ကသိုလ်ကျောင်းသူမတ်ပူပူနဲ့ကိုဝင်းကျော်မှုတို့ကိုကမာရွတ်မြို့နယ်တရားရုံးမှာဒီကနေ့ရုံးထုတ်ခဲ့ပါတယ်။ကိုတီဟာထွန်းကတင်ပြထားပါတယ်ရှင်။ဒီမိုကရေစီပညာရေးတောင်းဆိုတဲ့လက်ပံမျိုးကကျောင်းသားတပိတ်စစ်ကြောင်းကိုမက်လာ၁၀ရက်နေ့ကရဲတပ်ဖွဲ့ကအကျန်းဖက်ဖြိုခွင်းခဲ့ပါတယ်။ အဲ့ဒါကိုကန့်ကွက်ကြောင်းမက်လာ၁၀ရက်နေ့ညနေပိုင်းကရန်ကုန်မြို့လှယ်ဒန်းဈေးရှိမှာចောင်းသားចောင်းသူတွေနဲ့တက်ကြွလှူရှားသူတွေကဆန္ဒပြခဲ့ပါတယ်အဲ့ဒီဆန္ဒပြပွဲမှာပါဝင်တဲ့ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမခမများအဖွဲ့ချုပ်ကတတိယနေ့ចောင်းသူမက်ပူပူနဲ့ကိုဝင်းကြော့မှုတို့ကိုခမာရုံမြို့နယ်တရားရုံးမှာဒီနေ့ရုံးထုတ်ခဲ့ပါတယ်ကျမတို့တွေကဒီစတဲ့ချက်မှာကျမတို့တောင်းဆိုတာအစိုးရဖြုတ်ချရေးမပေါဘူးကျမတို့တွေကပညာရေးတသက်ပဲတောင်းဆိုတာဒါပေမဲ့ဒီအစိုးရကကျမတို့ကိုမရရအောင်သူတို့ ဆိုပြီးတော့အမှုတွေလည်းတွဲတယ်ဒါပေမဲ့ကျမတို့တွေကဘယ်တော့အခါမှဒီအစိုးရဒီအစိုးရလိုမျိုးလက်တလုံးရမလို့ကျမတို့ကျမတို့ဖန်တဲ့ဟာကိုကျမတို့ဆက်ပြီးတော့တော်လှန်သွားမယ်ကျမတို့ဆက်တောင်းတာဆက်တချောက်မရအောင်ကျမတို့ဆက်ပြီးတော်လှန်သွားမယ်ဒီတိုက်ပွဲကအမျိုးသားပညာရေးဥပဒေတစ်ခုတည်းကျွန်တော်တို့တိုက်နေတဲ့တိုက်ပွဲမဟုတ်ပါဘူးတရားမှုနဲ့မတရားမှုနဲ့တိုက်တဲ့တိုက်ပွဲပါသမိုင်းအဆက်ဆက်မှာမတရားမှုတွေအကုန်လုံးနင်းချေခံရတာပါတရားမှုတွေဒါအမှန်တရားဖြစ်ပါတယ်အဲဒါဈေးရှင်မှာဆန္ဒပြခဲ့တယ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပတ်ခများအဖွဲ့ချုပ်ကဥက္ကဋ္ဌကိုကျော်ကိုကိုကိုနန္ဒာစစ်အောင်မတ်ပူပူကိုထက်ခိုင်စိုးစတဲ့သူ၆ဦးကိုကမာရွတ်မြို့နယ်ရဲစခန်းကစူပူအောင်လုံဆောင်မှုနိုင်ငံတော်အကြီးညိုပြည့်စင်မှုတွေနဲ့တရားစွဲဆိုထားပါတယ်။ဒီနေ့ရုံချင်းကိုလေဘရန်မြို့မှာအဖမ်းခံထားရတဲ့ဘက္ခသများအဖွဲ့ချုပ်ကကိုနန္ဒာစစ်အောင်လာရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။မြို့သားပြည်ညာဥပဒေပြင်ဆင်ခြင်းနဲ့ပတ်သက်ပြီးဖြစ်ပေါ်ထားတဲ့ကျောင်းသားတပိတ်စစ်ကြောင်းတွေကိုတွင်တဲ့အမှုတွေဟာ ။ဗမာပြည်အနှက်မှလို့ဖြစ်နေတော့မျိုးနယ်တစ်ခုထဲမှာပေါင်းစုပြီးစစ်ဆေးနေတယ်။မချမ်းမောမှာစစ်စစ်၊ဥတောင်မှာစစ်စစ်။အခုလိုရုံးနေပြတ်နေတဲ့ခါကျတော့တယ်ယူပို့ဆောင်နေစီနိုင်ငံတော်ဈေးတည်လေတားကုန်နေ။နော်။သွားလာတဲ့မိသားစုတွေနဲ့ရှင်းနေတဲ့ခရီးအတွက်လည်းအတော်ခက်ခဲရှိတယ်။ဒီမှုမှာတရားစွဲဆိုခံထားရသူတွေမစုံလင်သေးတာကြောင့်လာမယ့်ဧပြီလ24ရက်နေ့မှာထပ်မံရုံထုတ်စစ်ဆေးသွားမယ်လို့သိရပါတယ်ခင်ဗျာ။